ဲ့ဦးလေးခမမိခွန်းလေးတချို့မေးလို့ရမလားခမဟုတ်ကဲ့ခမမေးလို့ရဟုတ်ကဲ့ဦးလေးကဒီတဲချင်းရက်ကွက်မှာပဲနေထိုင်တာလားခမဟုတ်ပါပဲခမဟုတ်ကဲ့ကျွန်တော်အသက်20ဆက်ရှိတော့ကနေနေခဲ့ရပါခင်ဗျာ။ဟုတ်ကဲ့ပါ။ဒီတော့60လောက်ရှိပါပြီ။ဟုတ်။ငလင်းတန်ရောမိပြီးရောကြုံရတာ။အကုန်လုံးဒီလိုရိုက်ပြီးတော့ပြန်ဆုလိုက်ရတာ။ဗမာသားကြီးရောထိခိုက်မှုတော့မရှိဘူးပါနော်။ရှိပါဘူး။ဟုတ်။အကိုရဲ့အိမ်အခြေအနေရောဘယ်လိုရှိလဲဗျာ။လက်ရှိကဒါကျွန်တော်အိမ်ပါပဲ။ဟောဒါအကိုရဲ့အိမ်ပေါ့နော်။ဟုတ်အကုန်လုံးငလင်းတန်ရောမိပြီးရောကြောင့်ပြည့်စုံမှုဝိသကယ်ကုတ်ခုပဲ။ဟောဟုတ်ကဲ့ပါ။ မလ28ရက်နေ့ကကြုံတွေ့ရတဲ့ဖြစ်စဉ်လေးပေါ့လေငလင်တံမီးဘေးတံပေါ့အကိုကြုံတွေ့ခဲ့ရတဲ့ဟာလေးကိုတစ်ချက်လောက်ပြပြပေးပါဦးခင်ဗျာဘယ်မှကျွန်တော်ဈေးသူဘက်မှာဈေးသူဘက်မှာငလင်တအားလုံးလိုက်တော့ဒီဘောကုတ်တဲ့တကြီးရောကို80 80တွေကိုတိုက်တရနေထုတ်ထုတ်ပြီးတော့သူတို့လေးတွေညီတော့ကိုရွက်ကွက်မှာမီးလောင်နေဆိုတော့ကြမှာပြေးလာတော့တင်ရောက်တော့ပြပုံမဲတွေ့တော့ဩမီးလောင်နေဒီမှာဖြစ်ပြီးမီးလောင်နေအခင်းဖြစ်တဲ့နေရာမှာတချို့ကုတ်တဲ့ကြီးတဲ့လူတွေရောကုတ်တဲ့ငယ်တဲ့လူတွေပြောတာ ဒိုက်ကွဲပြီးတော့ဝုန်းစုံပေါက်ကွဲပြီးတော့ပြီးတော့ပါလာတယ်တဲ့ကျွန်တော်တို့ယူဆချက်တချို့ကိုတဲ့နားလဲတကြမ်းလဲလို့ယူဆချက်ကြတော့အောက်မှာမိတိုင်းဓာတ်ငွေ့မိတိုင်းဓာတ်ငွေ့ခေါ်မလားမသိဘူးပေါ့နော်အဲ့ဒါကဟိုအညစ်ကြေးတွေနဲ့အမိုက်တွေနဲ့စွန့်ပစ်ပစ္စည်းတွေနဲ့ကြတော့မလင်းပြင်းအားနဲ့ပေါက်ကွဲပြီးတော့အပေါ်ကလေနဲ့အောက်ဆီဂျင်နဲ့တွဲချင်မှမိတော့ဖြစ်သွားတယ်လို့သူတို့ဆိုကြတယ်ကျွန်တော်တို့ယူဆချက်တခုလဲရှိတယ်စွန့်ပြီးတော့များလားဘာလို့ဆိုရက်ွက်လမ်းတွေမှာကြတော့ချော်တွေလိုပုံစံနဲ့စွန့်နေတယ် ရေတိုင်းတွေဘေးမှာလည်းရှိရဲ့လေအော်ငရင်းလောက်ပြီးမှထွက်လင်းလောက်ပြီးမှထွက်တဲ့ဟာလေအဲ့ဒါကြီးခုချိန်ဒီကြောင်းထဲမှာလည်းရှိရဲ့ဟောဟုတ်ကဲ့အဲ့လိုလေအဲ့လိုလေအဲ့လိုဆိုအပေါ်အာရှုံပြီးတော့ပေါက်ကွဲတာလည်းဖြစ်နိုင်လို့အောက်ကဆုံးပြီးစီးတွေနဲ့အဲ့လိုပေါ့မိတိုင်းကြောင့်ပေါက်ကွဲတာလည်းဖြစ်မှာတနေရာလည်းမဟုတ်ဘူးလင်းငါးနေရာဘုံးဆိုပေါက်တာနဲ့မိတော့ပါလားอ๋อโอเคပါလင်းနေရာပေါ်ရင်လင်းနေရာလုံးမိတော့ပါအဲ့လိုအဲ့ဒီရောက်ဖြစ်ပြီးတော့အကုန်လုံးကယ်ရေးပညာပုံစံနဲ့မိတက်ကတကယ်တမ်း နိုင်ဝက်45မိနစ်အင်ဂျင်400ကျော်ဝါမျိုးသွားတာ။အော်နိုင်ဝက်45မိနစ်ခန့်နဲ့အင်ဂျင်400လောက်ဆုံဆုံသွားတာပေါ့။ဆုံဆုံသွား။ Okay ဇေယျဒီမီတက်တရောအချိန်လာတယ်လေငလင်လေးလုံနေတော့သူတို့လည်းမချောဘူးပေါ့။ဟုတ်ကဲ့လာလာကြတယ်ဒါပေမဲ့မီလိုက်တော့ဘူးပေါ့နော်။မီလိုက်တော့လာလာတော့လာတယ်။ဟောဟုတ်ကဲ့။အဲ့တော့ဒါပေမဲ့သူတို့ကလည်းငလင်လေးလုံနေဘလူးမဖြတ်ရဲဘူး။အစုံငလင်လုံတဲ့ဆိုင်ကြောင်ပြစ်လေးတယ်ပြောကြတယ်။သူတို့ကမကြုံတွေ့ရဘူးပေါ့နော်။အဲ့တော့အကုန်လုံးကကပ်ပြီးငလင်ကတန်ကပ်ပြီးဆိုတာကကျွန်တော်တို့ကကြတော့ မိဘရောငလင်ရောနှစ်ခုလုံးခံစားလိုက်ရဟုတ်ပါအဲထိခိုက်တိတ်ဆုံးသူတွေရောရှိလားဗျရှိတော့ရှိတယ်ဒီဘက်ကနှစ်ယောက်သုံးယောက်ဒီဘက်ကလည်းတယောက်နှစ်ယောက်လို့တော့ကြားတယ်အဲ့ဒါကြတော့အားလုံးအားလုံး၄ယောက်လောက်တော့အားလုံး၄ယောက်လောက်ဒီကငလင်နဲ့တပီးဆုံဆုံနေတဲ့ကျန်တာတွေကတော့အကုန်လုံးကတော့ပင်းကြီး၄500လောက်နေပါကဝိဒရကုတ်ခုကြည့်ပဲဝိဒရကုတ်ခုပဲရလိုက်တယ်အဲ့ဒါကိုပါဝင်ပါလောလောဆယ်ဒီ အိမ်ထဲထိခိုက်ပျက်စီးထားတာဆိုလေဘယ်မှာများအခုယာယီနေနေလဲဗျဒီအခုဘုန်းကြီးကျောင်းပေါ့ရွှေဘုန်းဘုန်းကြီးကျောင်းထဲမှာပေါ့အဲအတော့ကိုကျောင်းပုံဝင်မယ်ကျောင်းပပလေရလဲအကုန်လုံးကအွန်လိုင်းလုံနေခုလောလောဆယ်ကတော့အကုန်လုံးပြုံးနေအကုန်လုံးခုနရှိရလောက်ရှိမှာနော်တို့ဒီမှာမိခိုးနာခုနရရှိရလောက်အားလုံးဒီမှာမိခိုးနေတယ်အဓိကကတော့အညစ်အကြေးဆုံးပြဖို့အခက်အခဲတွေရှိတယ်အဲအမီညစ်အကြေးဆုံးပြဖို့အခက်အခဲရှိတယ်နောက်ပြီးကြတော့ သူတို့စာဝတ်နေရတော့ဒါထုံးစံတိုင်းပဲခက်ခဲရှိတယ်ပေါ့ဒီကုလောလောဆယ်တော့ပြည်သူကြီးတွေရောထောက်ပံ့ပစ္စည်းတွေရောအများကြီးတော့လာပါတယ်အဓိကရေရဲကျမကြီးအတွက်အအညစ်ကြေးရဲတော်တော်လေးလိုပါပဲပြီးတော့ပြန်လဲထူထောင်ရေးတွေနေလဲမလိုဘူးလားဆိုတော့လိုအပ်ပါတယ်ကိုလိုတိုင်းတောင်းလို့လည်းမရအောင်အဲ့တော့ကုညီပေးတဲ့လူတွေအောက်ကြတော့ခုလက်ရှိဟုတ်လားဆောက်ရှောက်နေတဲ့ဖွဲ့စည်းမျိုးမျိုးတွေကိုလည်းကျေးဇူးတင်ပါတယ် လောလောဆယ်တောက်ရည်အဓိကလို့တောက်ရည်လို့မယ်အငြင်းချင်းဆုံးပြဖို့ဆိုတော့ဆုံးပြဖို့ရင်းလုံးရင်းလုံးအင်တာတို့ဘာလို့လုံးမှာပေါ့နော်ဟုတ်တယ်အမိုက်ကြီးဆုံးပြဖို့တဲ့နေရာဆန်နေတဲ့အမိုက်ဘင်းစနစ်တွေဟုတ်နောက်ဆုံးချိန်ပေါ့တောက်ရည်ချိုးရည်နောက်ဆုံးပြန်လဲထူထောင်မှုလည်းအကူအညီအားလိုအပ်နေပါလေဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ခင်ဗျကျေးဇူးတင်ပါတယ်ခင်ဗျ